အပြည့်စည်အသေးပြောက်အဆုံးချုပ်မှုအများဆုံးငလင်တွေကစကိုင်းငလင်ကျောပေါ်ပါပဲလှုပ်ကြပါတယ်အဲ့လိုလှုပ်တဲ့အခါမှာပြည့်စည်များတဲ့အကြောင်းတွေရှိပါတယ်စကိုင်းငလင်ကျောမှာလှုပ်တဲ့ငလင်တိုင်းဟာနံပါတ်1ငလင်ရဲ့ epicenter ဟာတိမ်ပါလေ shallow depth လို့ခေါ်ပါတယ်ဆိုတော့ငလင်လှုပ်တဲ့ဘူဌာနဟာမြေကြီးအောက်80 km တဲ့ယွန်းနေတဲ့အနက်မှာရှိပါတယ်အဲ့လိုအနက်တိမ်တဲ့ငလင်တွေဟာပြည့်စည်များတာပါတယ် စကိုင်းငလင်ကျော်မှာလှုပ်သမျငလင်တိုင်းဟာအနက်တိမ်ပါတယ်အဲ့ဒီလှုပ်တဲ့ငလင်ကအနက်တိမ်နေမှာဖြစ်တဲ့အပြင်အဲ့ဒီအင်အားကအနည်းဆုံးခုနှစ်ကျော်သွားမယ်ဆိုရင်တော့ဒါပျက်စီးများတာပါပဲအပျက်စီးများတဲ့အကြောင်းရင်းကလည်းအဲ့ဒီစကိုင်းငလင်ကျော်ပေါ်မှာမြန်မာနိုင်ငံရဲ့လူကြီးအထူးတဆုံးဖြစ်ပါတယ်တမိုင်းကိုပြန်ကြည့်ရင်မြန်မာနိုင်ငံမင်းဆက်အဆက်ဆက်ခစ်အဆက်ဆက်ရဲ့မြို့တော်တွေကစကိုင်းငလင်ကျော်ပေါ်မှာပဲတည်ထားခဲ့ပါတယ် မန္တလေးအမရပုရနောက်ပြီးတော့အောက်ဘက်ဆင်းလာရင်ဟန်တာဝတီစသဖြင့်ပေါ့နော်ကျွန်တော်တို့ကြည့်ခဲ့ရင်တကောင်အလုံးနေရာစကိုင်းငလင်ကျော်ပေါ်မှာရှိပါတယ်လူရည်လည်းထူထပ်ပါတယ်အဲဒါကြောင့်အပြည့်စည်အများဆုံးငလင်ကတော့စကိုင်းငလင်ကျော်ဖြစ်တယ်အဲဒီစကိုင်းငလင်ကျော်ရဲ့ငလင်ကြီးတစ်ခုလုပ်ဖို့ return period ကလည်းအများကြီးကျော်လွန်နေပြီဒီချက်ကတော့တတိထားမယ်အချက်လိုပဲမြင်ပါတယ်